မလေးရှားနိုင်ငံကွာလာလန်ပူမြို့ကွာလာလန်ပူကွန်ဗင်းရှင်းဘိုဟိုဌာနမှအောက်တိုဘာလ23ရက်မှပြုလုပ်မဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာနိုင်ငံကိုထည့်သွင်းထားခြင်းမရှိဘူးလို့မလေးရှားသတင်းဌာနတစ်ခုဖြစ်တဲ့ New Straits Times ကဒီကနေ့ဖော်ပြထားပါတယ်ဒီစီဝဲကိုတော့ပူပေါင်းပါဝင်မှုနဲ့ရေရှည်တည်တဲ့ခမည်းရေးဆိုတဲ့ခေါင်းစဉ်နဲ့အော်တိုဘာ23ရက်ကနေ28ရက်ထိပြုလုပ်သွားမှာဖြစ်ပါတယ် အစည်းအဝေးမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်၊ကနေဒါဝန်ကြီးချုပ်မက်ကန်နေ၊ဘရာဇီးသမ္မတ၊တောင်အာဖရိကသမ္မတ၊စိုက်ပရက်စ်သမ္မတနဲ့ဖင်လန်ဝန်ကြီးချုပ်စတဲ့ကမ္ဘာနိုင်ငံခေါင်းဆောင်တွေတက်ရောက်ကြမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒေသတွေနိုင်ငံတွေအနေနဲ့လက်ရှိအခြေအထိတရုတ်သမ္မတရီကျစ်ဖြင့်တက်ရောက်မယ်ဆိုတာအတိမပြုနိုင်သေးပေမဲ့အင်ဒိုနီးရှား၊ထိုင်း၊စင်ကာပူ၊ဗီယက်နမ်၊ဖိလစ်ပိုင်၊လာအို၊တီမောနိုင်ငံတွေကသမ္မတတွေနဲ့ဝန်ကြီးချုပ်တွေတက်ရောက်မယ်လို့အတိပြုထားကြပါတယ်။ ကမ္ဘာသမိုင်းမှာကြီးမားတဲ့စနုပွဲတစ်ခုဖြစ်လာမယ်လို့မျှော်မှန်းထားတဲ့ဒီအစည်းအဝေးမှာမြန်မာစစ်ကောင်ဆောင်တရားခွင်ရမယ်လို့စစ်အုပ်စုဘက်ကခန့်မှန်းပြောဆိုထားပေမဲ့လက်ရှိချိန်ထိတော့စည်ရင်ထည့်သွင်းထားတာမရှိဘဲချန်လှတ်ခြင်းခံထားရပါတယ်ရှင်။